ဆရာတော်ကြီးဓမ္မဘေရီအရှင်ဝိရိယတောင်စွန်ရဲ့တရားဦးဤတရားတော်ကိုပူဇော်ခွင့်ပြုပါရင်ဆရာတော်ကြီးအားယိုသည်လေးမြတ်စွာရှောက်ထားအပ်ပါသည်ဖျာမစီမချင်းကလန်အဘိဓဇမဟာရထဂုရုမစိုးရင်ဆရာတော်ဖျာကြီးကမိတ်ဆွခဲ့ဘူးတယ်နောက်ဆိုရင်ဘယ်ပုံကြီးနဲ့တွေ့တွေ့တပည့်တော်နိဗ္ဗာန်ကိုမလိုချင်သေးလို့လိုချင်အောင်တရားဟောပြတော်မူပါလို့အရင်လျှောက်ရမယ်တကားကြီးလို့မိတ်တော်မူခဲ့ဘူးပါတယ်မစိုးရင်ဆရာတော်ကြီး ရန်ကုန်တာဝန်လင်းချံမှာတရင်သုံးနေတုန်းကမာစီဆရာတော်ကြီးနဲ့ကမ္ဘာထာနာစီးရီးယားနိုင်ငံများဆရာတော်ကြီးထံလာရောက်ဖွင့်ပြကြတော့ကြပါတယ်။အဲဒီတုန်းကမာစီဆရာတော်ကြီးကိုယ်တိုင်ဟောကြားရေးသားတဲ့နိဗ္ဗာန်ဆိုင်ရာတရားတော်ကြီးစာအုပ်ကိုလည်းလှူဒန်းပါတယ်။ဆရာတော်ကြီးကနိဗ္ဗာန်လိုခြင်းအောင်ဟောထားရေးထားခြင်းများကိုဘာရက်လားဆိုတာမိတဲ့ကမာစီဆရာတော်ကနိဗ္ဗာန်ကြောင့်ရေးမှာတော့နိဗ္ဗာန်ကိုလိုခြင်းလာအောင်ရေးပြတဲ့အချက်လည်းများလည်းပါပါတယ်ဖရာလို့ရှောက်ထားပါတယ်။ ဆရာကြီးကသူကြုံခဲ့မှုတဲ့စင်းစစ်တကားကြီးတယောက်နိဗ္ဗာန်ကိုလိုချင်တဲ့အတွက်တရားဟောပြဖို့တောင်းပန်လို့နိဗ္ဗာန်ကိုတကယ်လိုချင်ရလားလို့မေးတော့နိဗ္ဗာန်ကိုသာရမယ်ဆိုတခြားဘာမှမလိုချင်ပါဘူးနိဗ္ဗာန်ရအောင်သာတရားဟောတော်မူပါလို့ပဲထပ်ပြီးပူဇော်ပြန်တယ်။ဒါနဲ့အခုတကားကြီးနိဗ္ဗာန်ရဖို့လဲပြီးရှာနေတာလားခွေရဖို့လဲပြီးရှာနေတာလားလို့မေးတော့တကားကြီးကပြုံးစီစီနဲ့အပတ်တည်းမဲ့ပြောမိတာခွင့်လွတ်ပါဗျာ။ ငွေနဲ့နှိပ်ပန်နှစ်မျိုးတည်းဆိုရင်တော့နှိပ်ပန်ကိုလိုချင်ပါဘူးငွေကိုလိုချင်ပါတယ်လို့ပြောထားပါတယ်ဆရာတော်ကြီးကအဲအဲ့ဒါမှမှန်တယ်နောက်ဆိုရင်ပဲပုံကြီးနဲ့တွေ့တွေ့တပည့်တော်နှိပ်ပန်ကိုမလိုချင်သေးလို့လိုချင်အောင်တရားဟောပြီးတော်မူပါလို့အရင်ရှောက်ရမယ်တကားကြီးလို့တိုက်တွန်းခဲ့ရဘူးတယ်ခက်တာကတကယ်မလိုချင်သေးပဲနဲ့လိုချင်တယ်လို့ထင်နေကြတယ်လို့မိန့်ကြပါတယ် တခါကြီးပြန်လျှောက်ထားတဲ့အထဲမှာတော့ငွေနဲ့နှိပ်ပံနှမျိုးတည်းဆိုရင်တော့ဆိုတဲ့စကားဟာနှမျိုးတည်းပဲရှိတာဆိုရင်တော့ငွေကိုပဲယူပဲခက်နေတာကငွေဆိုတာကသူ့ကြီးတီးတန့်တီးနေတဲ့မျိုးမဟုတ်ပဲနဲ့နောက်ဆက်တွဲတော့ကပြိတေဝစားတဲ့ကျိုးဆက်တွေပါတတိကြီးပါလာမြဲဖြစ်လို့နှိပ်ပံကို တောင့်တမိတာလို့လဲဝင်းခံလိုတဲ့သဘောပါနေပါတယ်အခုတော့နိဗ္ဗာန်လိုချင်အောင်ဟောပြောတဲ့ဆရာတော်တွေများလာပြီဖြစ်တယ်လို့ယနေ့ဗန်ကိုလည်းသူတို့ပြောရပါတော့တကယ်လိုချင်သူတွေလည်းများလာပြီလို့ပဲထင်ပါတယ်။ နိဗ္ဗာန်ကိုတကယ်လိုချင်သူတို့လျှောက်ရမယ်လမ်းစဉ်ကမဇိမပရိပရာအလဲလက်ချင်းစဉ်အလဲလန်းချင်းစဉ်လို့ခေါ်တဲ့ရှုထမြောက်တစ္ဆာမက်ကင်၈ပါးဖြစ်ပါတယ်မက်ကင်၈ပါးကိုကျင့်စဉ်သိက္ခာအရာပေါင်းလိုက်ရင်ပထမဆုံးမက်ကင်၅ပါးကပညာသိက္ခာအလဲမက်ကင်၃ပါးကသီလသိက္ခာနောက်ဆုံးမက်ကင်၃ပါးကသမာဓိသိက္ခာဆိုတာသိကြပြီးပါပြီကျင့်စဉ်ရာဆိုရင်သီလသမာဓိပညာလို့ဖြစ်ပေမဲ့ဟောစဉ်မှာတော့ပညာသီလသမာဓိလို့ဖြစ်နေတာကိုလည်း တတိထားမိကြမယ်ထင်ပါတယ်ဒီလိုဟောတော်မူရတာဟာပညာသိက္ခာကို ရှေးဦးစွာနာယူသည့်အဖြစ်နဲ့သိပြီးမှသီလတမာတိတို့ကိုယ်ကိုယ်စင်ကြယ်တိုးတက်မှာဖြစ်လို့ပညာသိက္ခာကိုသီလသိက္ခာရဲ့ရှေးကထားဖော်ရကြောင်းအရင်ကရေးခဲ့ပြီးပါပြီမြတ်စွာဘုရားရှင်ကတော့သီလနဲ့ပညာဟာလက်နှစ်ဖက်နဲ့တူတယ်လက်တစ်ဖက်ကိုစင်ကြယ်ရင်တခြားတစ်ဖက်ကိုလည်းစင်ကြယ်အောင်စေချောနိုင်တယ်လို့သီလကလည်းပညာကိုစင်ကြယ်စေနိုင်တယ်ပညာကလည်းသီလကိုစင်ကြယ်စေနိုင်တယ် သီလရှိမှပညာရှိမယ်ပညာရှိမှသီလရှိမယ်လို့ခေါ်တော်မူပါတယ်ဒါကြောင့်သီလစင်ကြယ်ရေးအတွက်ပညာကို ရှေးဥစွာခေါ်တော်မူရတယ်သိက္ခာမှာသိက္ခာအစင်မှာပညာသိက္ခာကိုနောက်ဆုံးပြရတာကနောက်ဆုံးပြည့်စုံရမယ်သိက္ခာကပညာသိက္ခာဖြစ်နေလို့ဖြစ်ပါတယ်ဒီနေ့တရားအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တော်တော်များများမှာမဂ်ကင်ရှင်ပါမှာတကယ်အလုံးလုံးနေတာကတမာရိမဂ်ကင်၃ပါးနဲ့ပညာမဂ်ကင်၂ပါးဘောင်းဒီ၅ပါးနဲ့တရားအလုံးလုံးနေရတယ်လို့သိကြပြောကြပါတယ် မြတ်စွာဘုရားရှင်ကယထသီလံတထပညာယထပညာတထသီလံသီလရှိမှပညာရှိမယ်ပညာရှိမှသီလရှိမယ်သီလနဲ့ပညာကိုအမျက်ဆုံးလို့ဆိုရမယ်လို့အထက်ပါတော့မှာဟောထားတဲ့အတိုင်းသီလတိတ်ကမပါပဲကျန်တဲ့တိတ်ကမတိုးပွားနိုင်ပါဘူးအမှန်ကမစ္စည်းမလမ်းစဉ်ကိုကျင့်သုံးမယ်ဆိုတဲ့ကသီလတိတ်ကကအရှင်တပွဲစင်ကြယ်နေစေရမှာဖြစ်ပါတယ်အမှန်ပါတယ်ဉာဏ်ပညာလွန်ထက်မြတ်တဲ့တန်တတိအမတ်ကြီးဟာမြတ်စွာဘုရားရဲ့တရားကိုမနာရမီသည့် ဝိရတောက်စားနေခဲ့ပေမဲ့တရားနာယူပြီးလို့အမားနဲ့အမန်ကိုခွဲခြားသိလိုက်တာနဲ့တပြိုင်တည်းတည်းအဲ့ဒီအသိပညာကသီလကိုစင်ကြဲသွားစေပါတယ်။မကောင်းတဲ့အလုပ်ဖြစ်လို့နောက်ဘယ်တော့မှမလုပ်တော့ဘူးလို့ယတိပြတ်ဆုံးဖြတ်လိုက်တဲ့အချိန်မှာသီလလည်းစင်ကြဲသွားတာပါ။နောင်လုံးဝမလုပ်တော့ပါဘူးလို့ယတိပြတ်ဆုံးဖြတ်မှုအဲ့ဒီစေတနာမှာပါပဲနဲ့တော့ပါဇက်ကဝင်းခံရုံနဲ့သီလမစင်ကြဲပါဘူး။ဒါကြောင့်ရှေးဆရာတော်ကြီးများကအာဘက်ဖြစ်ခြင်းနဲ့ပတ်သက်လို့ တန်ဝရအာယတိန်မပါလင်ခအကျင့်တရားကြတော့လဲလာလာမှာမပြေလို့မိန်တော်မူတာပါ။တီလကိုအင်းရှင်တပွဲဖြစ်အောင်အစစ်စစ်တိဆောက်ဖို့နဲ့ပတ်သက်လို့အင်းကောက်တို့တတကနိဗ္ဗာန်အဝိဇ္ဇာတုံမှာစနစ်တကျခေါ်တော်မူထားပါတယ်။ဒီလိုတိဆောက်ခြင်းဟာမက်စီမာလန်မှာသမာဓိတိတ်ခာပညာတိတ်ခာများတိုးပေါင်းအောင်ကျင့်သုံးနိုင်ရေးအတွက်ကူညီပေးတဲ့လမ်းစဉ်ဖြစ်လို့မက်စီမာချင်းကန်လန်လို့လည်းဆိုနိုင်ပါလိမ့်မယ်။အဲ့ဒီအစဉ်စဉ်ကတော့တက်ဘူရိတာတန်တေဝ သူတော်ကောင်းတို့ကိုစီကပ်ပြီးဝဲခြင်းတန်တေဝဆိုတာကတန်မှန်ပေါင်းတင်ဆက်ဆံတာမျိုးကိုပြောတာမဟုတ်ပါဘူးနိနာခံယူဖို့အတွက်ဆရာဖြစ် ခံယူသဘောထားတာကို ပြောတာပါရှေးသူဟောင်းတို့ကမှီဝဲတယ်လို့တုံပါတယ်အစားအစာအစာဒီကိုမိမိခန္ဓာကိုယ်တွင်ရအောင် စားသုံးတာကိုလည်းမှီဝဲတယ်လို့ပဲတုံပါတယ်မိမိရဲ့အတွင်းတန်တန်ကိုတစုံတရာထောက်ပံ့ဖြစ်အောင်ရယူတဲ့သဘောလို့နားလည်မိပါတယ်နိသူတော်ကောင်းကိုမှီဝဲစီကပ်မှုပြေဝရင် သူတော်ကောင်းစကားကိုမှတ်သားနိုင်ယူခွင့်ရပါတယ် ူတော်ကောင်းဆိုတာမိမိကိုယ်တိုင်မှန်ကန်တဲ့အကျိုးရှိတဲ့မှုကိုသာပြုလို့ရှိတယ်လို့သူတော်တော်ကိုလည်းမှန်ကန်အကျိုးရှိအောင် ပြောဆိုညွှန်ပြလေးရှိတဲ့ပုံကူမျိုးကိုခေါ်တာပါသူတော်ကောင်းစကားဆိုတာကလည်းကောင်းကံဆုကံနဲ့ကောင်းကျိုးဆုဖြစ်တို့ကိုခွဲခြားဝေဖန်သွန်သင်တဲ့စကားပဲဖြစ်ပါတယ်၃စစ်မှန်တဲ့သူတော်ကောင်းစကားနားယူရတဲ့အခါမှာစစ်မှန်တဲ့တရားတရားကို ဖြစ်ပေါ်စေပါတယ်စစ်မှန်တဲ့တရားတရားမဖြစ်ပေါ်စေရင်မိမိနားယူမှတ်သားထားတဲ့စကားဟာအဲမိမိကဘယ်လိုပဲပေါ့နော်နှစ်သက်လက်ခံထားပေမဲ့လည်း သူတော်ကောင်းစကောင်းဟုတ်ဘူးလို့ဆိုလိုပါတယ်စစ်မှန်တဲ့တရားတရားဆိုတာဟာအဓိကအားဖြင့်ကံနဲ့ကံရဲ့အကျိုးကိုအပြည့်အဝလက်ခံယုံကြည်တဲ့တရားတရားပဲဖြစ်ပါတယ်ကံနဲ့ကံအကျိုးကိုလက်ခံယုံကြည်မှုမဟုတ်တဲ့ဘယကြောက်လို့လာဘမျောလင်းချက်တစ်ခုကထလို့ကုလာစာရအမျိုးအနွယ်ဓလေ့ထုံးစံဖြစ်လို့ဆိုတဲ့ခံယူချက်မျိုးပန်းရွင့်တဲ့ခံယူချက်မျိုးတဲ့ယုံကြည်တာဟာတရားတရားအစ်မဟုတ်ပါဘူးအတူကျုပ်သဘောပေါက်ထားဖို့ကရှစ် ှစ်အဆင့်တွေဟာနောက်နောက်အဆင့်တွေကိုထောက်ကူမပြုရင်နောက်နောက်အဆင့်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေရင်မစင်မှန်ပါဘူးနောက်နောက်အဆင့်တွေကိုထောက်ကူပြုမှသာစင်မှန်တယ်လို့ဆိုလိုတာပါဒီတတိယဆင့်ဖြစ်တဲ့သရတရားဖြစ်ပေါ်မှုဟာမိမိတန်တန်မှာနဘေးကပထမဆုံးနဲ့နဲ့ဆန်ဆန်ရောက်ရှိလာတဲ့တရားဖြစ်လို့လူတယောက်ရဲ့ပထမဆုံးမိတ်ဆွေရင်တူတကွယ်ရေးကြည့်ပါတယ်မိတ်ဆွေကောင်းရင်ဘဝနောက်ရေကောင်းမွန်စေပြီးမိတ်ဆွေညံ့ရင်ဘဝတခြားဘုံညံ့ပြင်းသွားစေနိုင်တဲ့အတွက် ဘဝရဲ့အရေးကြီးဆုံးအချိုးအခွေတစ်ခုလည်းဖြစ်ပါတယ်၄စစ်မှန်တဲ့တရားတရားနဲ့ပြည့်စုံရင်ရောနေတော်မနက်ဒီကာရစိတ်ကောင်းထားတတ်မှုနဲ့ပြည့်စုံလာပါတယ်ဒါဟာမိမိပေါင်းတင်တဲ့တရားမိတ်ဆွေတွေဟာစစ်လားတုလားဆိုတာကိုချင့်ချင်စဉ်းစားဖို့အတွက်အရေးကြီးဆုံးဆန်ပါပဲစိတ်ကောင်းမဖြစ်ပေါ်စေရင်တရားစစ်ဖောက်ဘူးလို့သာဆုံးဖြတ်ရမှာပါအဲ့ဒီအဲမှာတော့တစ်ဖက်ကကြည့်ရင်တရားတရားကောင်းတယ်လို့ထင်ရတယ်လို့တစ်ဖက်ကကြည့်ရင်လည်းကိုကျိုးကြည့်လို့နဲ့အမျက်ကြီးစားလို့နဲ့အတ္တမန်မန်တော့ ဧတမစ္စရိယများတယ်ဆိုတဲ့ပုံကိုမျိုးကိုလည်းတွေ့ကောင်းတွေ့ရပါလိမ့်မယ်။ဓမ္မသဘောရဓမ္မဒိဋ္ဌံကြကြဆုံးဖြတ်ရမှာ။ကာယကံဝစီကံတို့ဆိုရဟာတယုတ်ဆောင်များတာဖြစ်ပြီးမနောကံလို့ခေါ်တဲ့စေတနာကဒါရိုက်တာကြီးပါ။မနောပုတ်ပင်ကမဓမ္မဘဝဇတ်ထုတ်ရဲ့စက်သိန်းကံကိုစေတနာဒါရိုက်တာကသာဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။စေတနာဟံပိတ်ကဝေကံမဝရာမိစေတနာဆိုရာတန်တရာဇလန်းရှိကြီးတစ်ခုလုံးရဲ့ဇက်ညွှန်းဆရာကြီးလည်းဖြစ်ပါတယ်။ ထုတ်လုပ်သူ producer ကအဝိစာနဲ့တနာပါဒါကြောင့်တရာကောင်းသူဟုတ်ဟုတ်ဆိုတာစိတ်စေတနာသဘောထားအမှန်ကိုကြည့်ပြီးဆုံးဖြတ်မှသာမှန်ပါလိမ့်မယ်စိတ်ကောင်းဆိုတာကအရက်ထဲမှာတိမှတ်ထားသလိုအပြောကောင်းတာဆက်ဆံရေးကောင်းတာလောက်ကိုဆိုလိုတာမဟုတ်ဘူးစိတ်ကောင်းကိုသိဖို့အတွက်မကောင်းတဲ့စိတ်ထားကိုအရင်ဆုံးသဘောပေါက်သင့်ပါလိမ့်မယ်အကြံပြင်းကတော့လောဘဒေါသမာမနအိတ်တာမစ္စရိယစတဲ့တရားတွေနဲ့ရှင်းနေတဲ့စိတ်ထားဟာမကောင်းတဲ့စိတ်ထားပါပဲ။ အယုံတစ်ခုခုကိုမရနိုင်မှန်းသိပေမဲ့လိုချင်တဲ့လောဘဖြစ်မဲ့မလွဲမရှောင်သာတွေ့ကြုံရမယ်မှန်သိရတဲ့မကျင်တတ်ဘူးဆိုတဲ့ဒေါသဖြစ်မဲ့သူရတာကိုမနာလို့ကိုရတော့သူများကိုဘေးလို့ဆိုတဲ့အိတ်တာမစ္စရိယာဖြစ်မဲ့လောက်ပလုံလန်းလေးတွေတက်နေတော့မမှန်တာတက်မဲ့ညံနဲ့လုံးလာမဆိုင်ထုတ်ပဲနဲ့လောကကိုအပြစ်တင်ပြီးစိတ်တက်ကြနေတယ်ဆိုတာတွေဟာမကောင်းတဲ့စိတ်ထားတွေပါပဲ။ စစ်မှန်တဲ့တရားတရားရှိသူကတော့ကောင်းဆုနဲ့တန်လောကဒန်ဆိုတာကိုပြုတ်ခဲ့တဲ့ကောင်းကင်ဆိုးကင်တို့ရဲ့အခွင့်လှည့်အားလျော်စွာတရင်ကကြုံတွေ့ရမှုသာဖြစ်တယ်ဆိုတာကိုလက်ခံနိုင်တဲ့အတွက်တင့်တင့်ပြတာတဲ့စိတ်ထားရောနေတော်မနက်တီကာရနဲ့လက်ခံပြီးစိတ်ကောင်းထားတတ်ကြပါတယ်။ငါရောနေတော်မနက်တီကာရစိတ်ကောင်းထားမှုနဲ့ပြည့်စုံရင်တရိတံစင်ညတရိထားဆင်ခြင်းမှုနဲ့ပြည့်စုံပါတယ်။ဒီနေရာမှာတရိတံစင်ညဆိုတာတတိပဌာနာမှာပါတယ်တတိနဲ့မတူတတ်ပါဘူး။ ီမာထားတဲ့တတိဆိုတာကဘယ်အရာမဆိုအလင်းစလိုစိတ်လိမ်မှန်ပါမပြောမိမပြုတ်မိစီပဲတဲ့မိမိသူတစ်ပါးနှစ်ဦးသားတို့အတွက်အကျိုးရှိအကျိုးမဲ့ကိုစစ်စစ်သုံးသက်ပြီးအကျိုးရှိရာကိုသာရွေးချယ်တဲ့တရကတမ်မစင်လောကစီဓမ္မစီရာခွင့်ပြုနိုင်လောက်အောင်လျော်ကန်တင့်မြတ်မှုရှိမရှိစင်ကျင်တဲ့တတ်ပါရတမ်မစင်တွေ့ကြုံသမျှအာယုံပေါ်မှာတတိရှိသွားတဲ့သုံးသက်စင်ကျင်တဲ့ဂောဇရာတမ်မစင်ဘေယာကိုမဆိုဆိုင်ရာအကြောင်းတရားများစုပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး ငါသူတစ်ပါးစားတဲ့အတ္တဆံမှုလောဘဖြစ်စရာမရှိပုံကိုဆင်ခြင်တဲ့အတ္တမောဟတံပစင်ဆိုတဲ့တတိတံပစင်၄ပါးနဲ့အညီပြောဆိုပြုမှုလေးရှိတာကိုဆိုလိုပါတယ်။ချောက်အရာရာကိုတတိရှိသွားတဲ့ဆင်ခြင်မှုအလေခြင်းပြေဝလာတဲ့အခါမှာအိန္ဒရိယတံဝရအိန္ဒရိ၆ပါးကိုလုံခြုံအောင်စောင့်စည်းလာနိုင်ပါတယ်။မျက်စိနဲ့အစင်းနားနဲ့အတန်းစသည့်တွေးဆမှုတွေကိုအကြောင်းပြုပြီးမတော်မတရားလိုခြင်းမှုပြင့်မှားမှုတွေ မဖြစ်အောင်စောင့်ထိန်လာနိုင်တယ်လို့ဆိုလိုတာပါဒီလိုစောင့်ထိန်နိုင်လာတာကို ADA ဂျိန်တယ်လို့လည်းခေါ်ကြပါတယ်ငင်းငင်းချမ်းချမ်းနေခြင်းငင်းငင်းနေငင်းငင်းနေမှငင်းငင်းနေရငင်းငင်းမနေကငင်းငင်းမနေရဆိုတဲ့စကားဟာအိန္ဒိယငြိမ်ဖို့ပြောတာပါပြုမှားမိသည်များမကားမှုများဆိုတာကအိန္ဒိယကိုငြိမ်အောင်မစောင့်ထိန်နိုင်ကြလို့ကြီးပါပဲခွန်အိန္ဒိယကိုငြိမ်အောင်စောင့်ထိန်နိုင်ခဲ့ရင်ဒီနေ့သူစရိဒါနေ့ ပရိပူရတိသူစရိုက်သုံးပါးနဲ့ပြည့်စုံပါတယ်အကြံမှအပြောမှအပြုမှတွေကင်းစင် အကြံမှန်မနောသူစရိုက်အပြောမှန်ဝစီသူစရိုက်အပြုမှန်ကာယသူစရိုက်တို့နဲ့ပြည့်စုံသွားမယ်လို့ဆိုလိုပါတယ်ဒီလိုပြည့်စုံတာကိုပဲသီလသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုရပါတယ်ဒီအစ်စ်နဲ့ပြည့်စုံခဲ့ရင်တတိပဋ္ဌာန်တရား၄ပါးနဲ့ပြည့်စုံနိုင်ပြီလို့မြတ်စွာဘုရားကဟောတော်မူပါတယ်မေဃသစ္စာရဲ့လုပ်ငန်းဖြစ်တဲ့တမာတိသိက္ခာပညာသိက္ခာတို့တိုးပွားစေနိုင်တဲ့အီအီချင်းနဲ့ ပြည့်စုံတယ်လို့ဆိုရပါတယ်။ဒီအဆင့်နဲ့ပြည့်စုံခဲ့ရင်တတိပဌံတရား၄ပါးနဲ့ပြည့်စုံနိုင်ပြီလို့ပြတ်စွာပြားကဟောတော်မူပါတယ်။လက်ခတိစာရဲ့လုပ်ငန်းဖြစ်တဲ့တမာတိတိတ်ခါပညာတိတ်ခါတို့တိုးပွားစေနိုင်တဲ့အည်ချင်းနဲ့ပြည့်စုံပြီလို့ဆိုလိုတာပါ။တမာတိတိတ်ခါဆိုတာသီလတိတ်ခါနဲ့ပညာတိတ်ခါတို့အပြန်အလှန်ကျေးဇူးပြုအောင်ဈာကံဖြင့်နဲ့ဆက်ဆက်ပေးတဲ့တိတ်ခါပါ။သီလရှိမှတမာတိရှိမယ်။တမာတိရှိမှပညာနဲ့ပြည့်စုံနိုင်မယ်ဆိုတာဘုရားရှင်တို့ရဲ့အဆုံးအမကျင့်စဉ်များပါပဲ။ အပြစ်ကင်းတော့စိတ်နှောက်ရှက်ကင်းတယ်စိတ်နှောက်ရှက်ကင်းတော့အမြင်ရှင်းပြီးအတိမှန်တယ်လို့ဆိုလိုတာပါပဲအထက်မှာပြောခဲ့တဲ့တန်တတိအမတ်ကြီးဆိုတာလဲဘုရားရှင်နဲ့တွေ့ချိန်ကစပြီးအခုပြောခဲ့တဲ့အဆင့်ဆင့်ပြည့်စုံသွားလို့သာတတိပဋ္ဌာန်နဲ့ဘက်ကင်းတို့ပြီးပြည့်စုံအောင်ပွားများနိုင်ပြီးစင်ရဲ့ကင်းရကို မျက်မှောက်ပြုနိုင်သွားတာပါချင်းကပ်မှုမှန်ကန်ကြပါစေချစ်ချင်းမုံချင်းကင်းတဲ့ခီးတဲ့ မြတ်ဗုဒ္ဓရဲ့မစ္စည်းမလမ်းစဉ်မပေါ်ခင်ကလူတို့တတ္တဝါတို့ရှမ်းလန်းနေကြတဲ့လမ်းစဉ်ဟာအမိတွေမျိုးမျိုးကွဲပြားကြပေမဲ့အမျိုးတူရာပေါင်းလိုက်တဲ့အခါအာယုံကိုချစ်ကြီးလွန်သူတို့ရဲ့ကာမတုခလိကလမ်းစဉ်နဲ့အာယုံကိုအမုန်းကြီးလွန်သူတို့ရဲ့အထကီလာမထလမ်းစဉ်ဆိုပြီးနှမျိုးသာရှိကြောင်းတရားဥစမှာမြတ်ဗုဒ္ဓကထောက်ပြခဲ့ပါတယ်။ခီးတဲ့နှမျိုးတို့ကအချင်းချင်းဖြောင့်ဖြောင့်ဆန့်ကျင်တဲ့လမ်းတစ်ခုကိုရှောက်လန်းနေကြတယ်လို့ထင်ရပေမဲ့ တကယ်ပန်းနိုင်ရှိရာရှေ့တဲ့တဲ့ကိုကြည်ရကောင်းမှမသိတာချင်းကတော့အထူးတူပါပဲရှေ့တဲ့တဲ့ကိုကြည်ရကောင်းမှမသိလို့ဘေးကိုကြည်မိနေကြပဲမဲ့ဘေးကိုလည်းတကယ်မမြင်ပါဘူးဘေးကိုမမြင်မဲနဲ့ဘေးဘက်ကိုဥတီဆွတ်တိုးနေကြလို့နောက်ဆုံးမှဘေးစွန်းနဲ့ညှိပြီးဘေးတွေ့ကြတာချင်းလည်းအထူးတူပဲဖြစ်ပါတယ်ဒါကြောင့်လည်းမြတ်ဗုဒ္ဓကအစွန်းတရားနှစ်ခုလုံးတို့ရဲ့ဏိကုံကိုအနရိယောအနတ္ထတန်ဟိတောသူတို့မြတ်တို့လက်မခံတဲ့အကျိုးမဲ့လမ်းဖြစ်ပါတယ်လို့တပေါင်းနဲ့မှတ်ချက်ချတော်မူတာဖြစ်ပါတယ် ကာမတုခလိကခီးတယ်များကအာယုံကိုအချစ်ကြီးလို့နဲ့အထာကိလမထခီးတယ်တို့ကအာယုံကိုမုန်းကြီးလို့နဲ့တတ္တဝါတွေကိုဒုက္ခခီးရှည်စေတဲ့မကောင်းမှုတုဆိုင်ဆိုတာဟာချစ်ချင်းမုန်းချင်းဆိုတဲ့အစွန်တစ်ခုခုနဲ့ညှိသူတွေသာကျွလွန်လေးရှိတဲ့အမှုမျိုးဖြစ်ပါတယ်။ဘေးရောက်ရင်ဘေးတွေ့တတ်တဲ့အတွက်ဘေးဘက်ကိုမလျှောက်ဘဲနဲ့ဘေးလူရကိုရအောင်ရှေ့တဲ့တဲ့ကိုလျှောက်ရမယ်။မစီမာခီးတယ်ဆိုတာကချစ်ချင်းမုန်းချင်းကင်းသူဖြစ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မစီမာချင်းကန်လမ်းမှာ အိန္ဒရိယတံဝရအိန္ဒီကိုစောင့်စည်းမှုနဲ့ပြည့်စုံစေဖို့လက်ညှိုးခဲ့တာပါမျက်စိနားနှာစတဲ့အိန္ဒီများနဲ့အပြင်အာယုံတို့တိုက်ဆုံမိခြင်းကိုအကြောင်းပြုပြီးချစ်ချင်းမုန်းခြင်းဆိုတဲ့ဘက်တစ်ခုခုစီကိုရောက်မသွားအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်မှုနဲ့ပြည့်စုံရမှာပါအိန္ဒီလုံးချုပ်ရင်ဒုစရိုက်ကင်းပြီးချမ်းသာခြင်းကိုဆောင်နိုင်ပါတယ်စိတ်တန်ရခေတမေတာဝီစိတ်တန်ဂုတ်တန်ဒုက္ခဝဟန် စိတ်ကိုလုံခြုံအောင်စောင့်ကြပါစိတ်လုံခြုံရင်ချမ်းသာကိုစောင့်နိုင်ပါတယ်ဆိုတာဒီသဘောကိုရည်ညွှန်းတာပါပဲဒုစရိုက်ကင်းပြီးသူ့စရိုက်သုံးပါးနဲ့ပြည့်စုံတဲ့အတွက်သီလသိက္ခာပြည့်စုံသူလို့လည်းဆိုနိုင်ပါပြီတမာတိသိက္ခာပညာသိက္ခာဒုပါးရည်အတွက်အဆင့်ပြည့်သူလည်းဖြစ်ပါပြီဒါကြောင့်သူ့စရိုက်နဲ့ပြည့်စုံရင်တတိပဋ္ဌံ၄ပါးနဲ့ပြည့်စုံစေတယ်လို့အဝိဇ္ဇာသုံးပါးဆက်ပြီးဟောတာပါတတိပဋ္ဌံ၄ပါးကိုပြည့်စုံစေတယ်ဆိုတာကမက်ကင်ရှစ်ပါး မစ္စည်းမပြိပရာကို ပြည့်စုံအောင်အားထုတ်ဖို့လုံလောက်ပြီလို့ဆိုတာနဲ့အတူတူပါပဲမစ္စည်းမချင်းကက်လန်လို့ပြောခဲ့တဲ့ သူတော်ကောင်းတို့ကိုဖီဝဲစီးကက်ခြင်းကစပြီးသူဆိုင်သုံးပါပြည့်စုံလို့သီလသိက္ခာကိုမိမိတန်တန်မှာအင်ရှင်တပွဲတရှိတဲ့အထိအသေးချပြန်ပြီးစဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင်စိတ်ရဲ့ဆွမ်းအားစုဖြစ်တဲ့တရားဝိရိယတတိတမာရီပညာ၅ပါးထဲမှာ တရာတရားကဥဆောင်ခဲ့တာဖြစ်ပြီးကြံစွမ်းအားလေးခုကကုညီထောက်ပံ့ပေးတဲ့အစ်စ်မှာပဲရှိတယ်ဆိုတာကိုလည်းသဘောပေါက်တင်ပါတယ်။တရာစွမ်းအားကောင်းမှဒီအစ်စ်ကိုရောက်မယ်လို့ဆိုလိုတာပါ။မှန်ပါတယ်။ကျိုးပေါက်ပြောင်ကြားခြင်းမရှိတဏကြုံဖြစ်ကလွတ်အောင်ရှုံပြီးတဏဒိဋ္ဌိတို့နဲ့လည်းမှမှရင်ရင်ဆွဲကံမထားပဲတမာရီကိုထောက်ကူပေးနိုင်လောက်တဲ့သီလသိက္ခာဆိုတာအ ਨੇ စုံသောတာပန်ဖြစ်နိုင်လောက်တဲ့သောတာ ပတ်တည်ရင်ကတရားလေးပါးထဲမှာအဓိကအကြဆုံးလည်းဖြစ်ပါတယ်။သောတာပတ္တိအင်္ဂါ၄ပါးတို့ပါတရားတရားကိုအဓိကဥဆောင်တဲ့တရားလို့မှတ်ရမယ်ဆိုတဲ့အတိုင်းသီလသိက္ခာမှာတရားဆွမ်းအားကအဓိကဥဆောင်ဖြစ်ပါတယ်။ဆက်လက်ရှောက်လန်းကျင့်သုံးရမယ့်မစ္စည်းမာလန်မှာဉာဏ်နဲ့သိက္ခာနှစ်ခုတည်းကသမာဓိသိက္ခာဖြစ်တဲ့သမာဝါယမ၊သမာတတိ၊သမာသမာဓိဘက်ကသုံးပါးတို့ကိုအဓိကပွားများအားထုတ်ကြရမှာပါ။ ဓမ္မရီတိတ်ခါဟာသီလနဲ့ပညာတို့ကိုတပေါင်းနဲ့အပြည့်အဝဖြစ်အောင်ပေါင်းဆက်ပေးပါတယ်။မက်အစဉ်ရောက်တဲ့အခါမှာသီလဟာစောင့်သီလ၊တမာဒါနဝိဒတိ၊ရှောင်သီလ၊တမတ္တဝိဒတိအဆင့်ကိုကျော်လွန်ပြီးတော့မြဲသီလ၊တမုတ်စေတာဝိဒတိအဆင့်ကိုရောက်သွားတဲ့အတွက်သီလနဲ့ပညာတပေါင်းနဲ့ဖြစ်သွားပါတယ်။ဒါကြောင့်သီလပညာနဲ့အက်ကမက္ခယတိသီလနဲ့ပညာကိုအမျက်ဆုံးလို့ဆိုရမယ်လို့ဘုရားရှင်ကဟောတော်မူခဲ့တာပါ။ တမာရီမက်ခင်၃မျိုးတို့ကိုပွားများရမှာဇန်လန်းစဉ်အတွက်ဆိုရင်တမာရီကဥဆောင်ရမှာ ဖြစ်ပေမဲ့ညံလန်းစဉ်ဖြစ်တဲ့မစ္စည်းမှာပြိပရာအကျင့်မှာတော့ဝိပဿနာပညာမက်ပညာတို့ကိုထောက်ကူပေးရတာအတိကရည်ရွယ်ပွားများရမှာဖြစ်လို့တတိကဥဆောင်ပါတယ်ဒါကြောင့်တတိပဋ္ဌံအလုပ်လို့ဆိုကြတာပါဒီနေရာမှာတတိရဲ့ဥဆောင်နိုင်ပုံနဲ့ပတ်သက်လို့ဗိဓကတော်မှာလာတဲ့အတိုင်းတိပိတရတရရောဆရာတော်ဟောကြားတော်မူတဲ့အေးမြရှင်ပြုံလူနှလုံးတရားတော်ကိုအခြေခံပြီးပြည့်ပြည့်စုံစုံလေးပြောခြင်းပါတယ် တတိယအဓိကတောင်းဆိုချက်ကတော့ပိဿုပံကိုတံပိုးထားဖို့ပါပဲတတိဆိုတာဒီအာယုံကိုပုံဖော်ရမယ်။ဘာမဲ့ဖြစ်ဖြစ်ဆောင်ရွက်လိုတဲ့အာယုံဟာအတိစိတ်ထဲပြက်ပြက်သားသားပေါ်လာရမယ်။နိအာယုံ၌စိတ်ကင်းလို့မသွားအောင်ချက်ချက်ရရကပ်ပေးရမယ်။သုံးအလုံးမပီးမီအာယုံမပြောင်းအောင်အတိစိတ်ကိုအာယုံပေါ်မှာမိမိရရဆွတ်ထားရမယ်။လေးအလုံးတစ်ခုခုလုံနေတော့တခြားအာယုံကြားဖြတ်ဝေးမလာအောင်စောင့်ရှောက်ရတယ်။ အာယုံကိုတတိယအစီအစဉ်တိုင်းလာစေရမယ်။စီစဉ်ကိမဲ့တဲ့အာယုံတွေကိုလက်ခံထားခြင်းဟာရှုပ်ထွေးတဲ့အလုပ်ဖြစ်တယ်။အာယုံရှုပ်တော့အတိရှုပ်တယ်။အတိရှုပ်တာကိုအလုပ်ရှုပ်တယ်လို့ပြောနေကြတာအမှန်ကအရှုပ်လုပ်နေကြတာပါ။အရှုပ်လုပ်လို့အတိရှုပ်ပြီးစိတ်ရှုပ်ရတာပါ။ဘာလုပ်ပဲလုပ်လို့ဘယ်လောက်အလုပ်များများတတိနဲ့မပြတ်အောင်စောင့်ကြည့်ကြရင်အာယုံမရှုပ်တဲ့အတွက်အတိလည်းမရှုပ်ပါဘူး။စိတ်လည်းမရှုပ်ပါဘူး။ဒီရစကားမှာအလုပ်များတာကိုပဲအလုပ်ရှုပ်တယ်လို့ပြောကြပါရတယ်။အဲ့ဒီစကားအရပြောရရင် အလုတ်ရှုပ်တာဟာစိတ်ရှုပ်စရာလည်းမဟုတ်ဘူးနောက်ဆက်တွဲအကျိုးလည်းမရှုပ်ပါဘူးအရှုပ်လောက်တာကစိတ်လည်းရှုပ်ရတယ်နောက်ဆက်တွဲအကျိုးတွေလည်းရှုပ်လာမယ်လို့ပဲပြောရပါလိမ့်မယ်ငါဘာပဲလုပ်လို့အလုတ်ဝပြီးမချင်းရှေ့အသည့်နဲ့နောက်အသည့်ဆက်ထားပါအသည့်ချင်းကွာသွားရင်ပမာရချောင်းဝင်လာတဲ့အတွက်ပဌာနာအလုတ်အာယုံမြင့်ချီပြက်ပြီးကြားဝင်လာတဲ့အာယုံရှုပ်တွေနောက်ကိုလိုက်မိသွားမယ်။ဒါဟာအရှုပ်လောက်တာပါ။ အတိရှုပ်ဆိတ်ရှုပ်ရတာဟာဒါကြောင့်မှတမာရီပြက်တဲ့စိတ်မတည်ငြိမ်ဘူးဆိုတာလဲဒါကိုပဲပြောတာပါအာယုံရှုပ်ရင်အတိရှုပ်ဆိတ်ရှုပ်အာယုံရှင်းရင်အတိရှင်းဆိတ်ရှင်းရပုံနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ပေးတဲ့ဥပမာနဲ့ပြီးပြီးပြောရရင်တော့အောက်ခြေဝင်းခြင်းကစိတ်ရည်တွေမြဲထွက်ပြီးအလွန်နဲ့တည်ရည်ရင်ကြီးတိုင်းလေးဘက်လေးတန်းကလည်းရည်ရည်စည်းဝင်နေမယ်အထက်ကလည်းမိုးတွေတဝောဝောနဲ့ရွာချနေမယ်အဲ့ဒါလို့ရှေ့နောက်ဝဲရအထက်ဆိုတဲ့ ငါးဘက်ငါးတန်းကရေတွေတလဟောဝင်နေမယ်ဆိုရင် DJI ကြီးကရေမျက်နှာပြင်လှောက်ရှားနေမယ်အဲ့လိုလှောက်နေတဲ့ရေပြပါမိမိရဲ့မျက်နှာကိုငုံပြီးတော့ကြည့်လို့ရှိရင်ပုံရိပ်မှန်မပေါ်နိုင်တယ်လို့ပဲဘာမှရှင်းရှင်းလင်းလင်းမသိနိုင်ဘူးလေးဘက်လေးတန်းကလည်းရေတွေစီးမဝင်တော့အပေါ်ကလည်းမိုးမရွာတော့ဘူးအပြင်မှာရှိတဲ့ငါးဘက်ကရေတွေပွေတော့ပဲနဲ့အတွင်းဘက်ကစိတ်ရေလေးနဲ့သာပြည့်နေတဲ့အိုင်ကြီးဆိုရင်ရေမျက်နှာပြင်ငြိမ်သက်နေတဲ့အတွက်မိမိမျက်နှာကိုငုံကြည့်လိုက်ရင် နဂိုပုံရိပ်မှန်ပေါ်ပြီးတော့ပြန်ညင်တင်းတိတ်ဝဲချံအဆက်ပြောက်ကလေးပါမကြံမြင်ရနိုင်တယ်။အပြင်ကရေတွေဘိုးတွေဝေတီတာကအပြင်အယုံတွေကြားဝင်ရှုပ်တဲ့သဘောရင်းမြက်တဲ့ပြင်လှိုင်းလှုပ်နေတာကစိတ်ရှုပ်တဲ့သဘောတမာတိပြတ်တဲ့သဘောဘာမှပြီးပြီးပြင်းပြင်းမပြင်းမတိရတာကအတိရှုပ်တဲ့သဘောပါ။အပြင်ကရေတွေမဝင်တော့ဘဲနဲ့စိတ်ရည်လေးသာရှိတယ်ဆိုတာကအပြင်အယုံတွေကိုမရှုပ်စေဘဲနဲ့မနှောဆိုတဲ့အတွင်းစိတ်ကလေးကိုပဲသတိနဲ့ကတ်ထားတဲ့သဘော။ ရင်းမျက်နှာပြင်ငြိမ့်သက်တာကစိတ်မရှုပ်တော့ပဲတမာရီဖြစ်နေတဲ့ဆိုတဲ့သဘောမျက်နာကို အသေးစိတ်သိမြင်ရတာကအမြင်ရှင်အသိရှင်ဝိပဿနာပညာဖြစ်တဲ့သဘောပါ6အလောက်တန်းရေးကြည့်တယ်အရေးပါစီတယ်မစ္စီမာကီးတဲ့တို့ရဲ့လောက်ခဆိုတာက ကုံသွားသမျှအားဖြစ်ရတာပါပဲကုံဆုံးခြင်းရဲ့ရလက်ကဆွမ်းအားဖြစ်စေရမယ်ဒါကြောင့်မစ္စီမာကီးမှာအရေးမကြီးတဲ့အရေးမပါတဲ့အလောက်ဆိုတာမရှိပါဘူးစားတာသွားတာ ကျင်းကြီးကျင်းငယ်စွန့်နာထိမဟာတတိပဌာနာတုတ်ထဲမှာပါတဲ့အတိုင်းလှုပ်ရှားမှုပန်တဲ့မြအလောက်တိုင်းရဲ့နောက်မှာအသည့်ဆိုတဲ့လောက်ခတံပိုးကိုပေးရတာကြီးပါပဲမိမိကရယူနိုင်အောင်မပြတ်တတိထားနေရမှာပါထင်းကိုအမှတ်တမဲ့မီးရှို့ထားရင်ထင်းကုန်တဲ့အခါပြပဲကြံပါပါထင်းမှာမီးလောင်နေတယ်ဆိုတာကိုတတိထားမိသူအတွက်ကတော့ဟိုထဲမှာဆန်တဲ့ရေလောတော်ထည့်ပြီးတည်ထားလိုက်ရင်ထင်းကုန်သလောက်ထမင်းအမျက်ကြံခဲ့တဲ့သဘောပါပဲတတိထား အတိပွားနိုင်ကြပါစေဆိုတာဒါကိုပြောတာပါတတိအမျက်ရှိရေးအတွက်ခြေခံထားရှိရမယ်မူသုံးချက်ရှိပါတယ်၁ဘာမစိုးအေးအေးဆေးဆေးလုပ်ပါတတိတမာတိရှိဖို့ပြောတာပါအောင်ဝဲရဖို့ဆိုတာတာထွက်လိုက်တာနဲ့ပန်းနိုင်ကိုမျက်ကြည်မပြတ်ဖို့တေချာဖို့လိုပါတယ်အလုံးမှာစူးစိုက်တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်ဒါမှပိစုတ်ပန်တေချာမှာပါပိစုတ်ပန်ကိုတံပိုးထားဖို့ဆိုတာလည်းဒါကိုပဲပြောတာပါနှစ် မအားဘူးလို့ပဲပြောပါနဲ့လူဆိုတာနှက်များလို့ကံဟားကိုထိုင်စားနေတဲ့ဘဝမဟုတ်လို့စားဝင်နေရတဲ့အတွက်အလုပ်လုပ်နေရတယ်ရှိတာကိုသိအောင်လုပ်ပါတတိနဲ့ကပ်ပြီးကြည်တန်ရင်အလုပ်ပြတာဟာတရားဝင်ပေါက်တွေပြတာပဲလို့အားရှိစရာကို တွက်တက်ဖို့လိုပါတယ်အလုပ်နဲ့တရားနဲ့တွဲမိအောင်တတိကအမြဲစိတ်ဆက်ပေးနေဖို့လိုပါတယ်၃မစ္စီမာကီးတဲ့တို့ရဲ့အစွမ်းကကုံသွားတာဟာအားပဲကုံဆုံးခြင်းရဲ့ရလဟာဆွမ်းအားဖြစ်တယ် ပုံစံကြီးရဲ့နောက်မှာစွမ်းအားရလက်ကျန်နေခရမယ်။လူရဲ့လက်ထဲမှာရှိနေတဲ့တက်ရှိတက်မဲ့မန္တန်များဟာကိုလိုချင်တဲ့လောက်ရှိနေကြမှာမဟုတ်ဘဲနဲ့သူရှိနိုင်တဲ့လောက်သာရှိနေပြီးကန့်သက်ချင်ပြည့်သွားရင်ပုံစံပြောက်ကွယ်သွားမည်ဖြစ်တဲ့ချင်းကုံရင်ထမင်းကြံရစ်စေရမယ်လို့အမြဲခံယူချက်ထားပါဒီအခြေခံမူ၃ခုကတော့လက်မလွတ်မိပါစေနဲ့ခင်းတိုင်းမှာစားတင့်ဖို့အရေးကြီးတယ်လို့မစိမကြီးတဲ့တိုင်းဟာလဲကိုနှုတ်ဆက်လှောက်ရှားမှုတိုင်း တတိအမြဲရှိဖို့လိုအပ်လာတဲ့အတွက်ဒီလောက်အပြည့်အစုံပြောနေရတာပါဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကဆိုနေကင်းဆုံးပုံပေးပြီးချိန်တိုင်းရဲတော်တို့ကိုအပ္ပမနိနာသမာဓိထတတိနဲ့ပြည့်စုံစေကြလို့နေ့စဉ်ဆုံးမတော်မူပါတဲ့နောက်ဆုံးပြိဋိဘံစံကန်ဒီဆက်ဆဲတဲတဲလေးလိုတော့တဲ့အချိန်မှလည်းနောက်ဆုံးဩဝါဒအနေနဲ့ဒီစကားကိုပဲပိတ်ကြားသွားတာပါနောက်ဆုံးစကားဆိုတာကိုအလေးထားတဲ့ကြမြဖြစ်တဲ့အတိုင်းအလွန်ကိုအလေးနဲ့ထားစီခြင်းနဲ့မာဂရုနာရောရှင်ရဲ့ ကရုဏာစကားတော်ဟာတတသနာတော်လုံးအတွက်အရေးပါဆုံးစကားပါပဲ။ဒါကြောင့်လည်းအထကရာဆရာတော်ကဒီနောက်ဆုံးစကားတော်ဟာ45ဝါပတ်လုံးဟောကြားသမျှတို့ကိုခြုံငုံမိစေတဲ့မာရန်တော်ဖြစ်တယ်လို့လည်းမှတ်ချက်ချပါတယ်။ဘယ်အရာမဆိုအကျင့်ပါတယ်ဆိုတာအကျင့်များမှဖြစ်လာတာပါ။အကျင့်များတယ်ဆိုတာကလည်းတရင်ကဆရာတာကြီးပါပဲ။အကျင့်များလို့အကျင့်ပါလာပြီဆိုရင်တော့တတိဟာကိုကကြောက်ကြစိုက်ပြီးထားရတဲ့ထားသတိအစဉ်ကနေ အမြဲအသင့်ရှိနေတဲ့အမြဲတည်းအစီအကိုရောက်လာပါတယ်။ဘယ်ချိန်မှစိုးဘယ်လိုအာယုံနဲ့တွေ့တွေ့အမြဲတတိရှိနေရင်ပမာရချားဝင်နိုင်တော့တဲ့အတွက်တမာတိတိတ်ခါလည်းလုံခြုံပြီးတော့ပညာတိတ်ခါပါပြည့်စုံသွားပါတော့တယ်။ပညာတိတ်ခါပြည့်စုံပြီဆိုရင်ခိလေသာတွေဟာခွာရတဲ့အခြေအနေတွေကနေကွာကြတဲ့အခြေအနေကိုရောက်သွားပါတယ်။မတ်ပညာနဲ့ဖယ်ကွာပြီးတဲ့ခိလေသာများဟာနောက်ထပ်ဘရော့မှလည်းဖြစ်ခွင့်မရတော့ပါဘူး။ဒါဟာမစီမာခိသည်တို့ရဲ့ပန်းနိုင်ရောက်ပြီးပြည့်စုံမှုပဲဖြစ်ပါတယ်။ အေးအေးဆေးဆေးတတိထအတိပွားနိုင်ကြပါစေနောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ